မင်္ဂလာပါဒီနေ့ကျွန်တော်ရွာဘဝမှာကြုံတွေ့နေရတဲ့ပြဿနာတွေကိုဘယ်လိုကျော်လွှားမလဲအခက်အခဲတွေကိုအခွင့်အလမ်းမဖြစ်ဘယ်လိုပြောင်းလဲမလဲဆိုတဲ့အကြောင်းကို အတူတူလေ့လာကြည့်ကြအောင်ဗျာဟုတ်ကဲ့ပါရှင်ကန်ဗတန်နဘေးရဲ့လူငယ်တွေအတွက်ရေးထားတဲ့ Problem Solving 101ဆိုတဲ့စာအုပ်ကိုအခြေခံပြီးတော့လေလက်တွေ့ကြတဲ့အတွေးခေါ်နီလိုင်းတွေကိုဆွေးနွေးသွားမှာပါအင်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာပါပဲ ဒီဝါတနာဘေးဆိုတာကလေကဘာကျော်မခင်းစီအတိုင်းမင်္ဂလုံငန်းမှာအလုပ်လုပ်ခဲ့တာဆိုတော့ဟိုစီဝါရဲ့လောကရဲ့ရှုပ်ထွေးတဲ့ပြဿနာတွေကိုဖြေရှင်းခဲ့နီလာနေပေါ့ဟုတ်တယ်အဲ့ဒါတွေကိုကလေးတဲ့အောင်နားလည်လွယ်အောင်ရိုးရှင်းအောင်လုပ်ပြချင်ခဲ့တဲ့သဘောရှိတယ်သူတွေရွေချက်တာလည်းအဓိကကတော့ဂျပန်ပင်ကြားရေးရဲ့အလွတ်ကျက်မှမူပုံစံကနေကိုတိုင်တွဲခေါ်ဖြေရှင်းတဲ့ပုံစံကိုပြောင်းလဲအားပေးချင်တာပေါ့ဟုတ်ပါတယ်ကျွန်တော်လည်းဖတ်လိုက်ရတယ်သူကလေးတွေကိုလေ VW Vin ကအဟန်းလေးနဲ့ အဲ့လိုစီးမွားရေးလုပ်ငန်းငယ်လေးတွေလက်တွေ့လုပ်ခိုင်းပြီးသင်ပေးခဲ့တယ်ဆိုတာမျိုးဟုတ်တယ်ဟုတ်တယ်အဲ့ဒီကနေပြဿနာဖြေရှင်းတာအဖွဲ့လိုက်လှုပ်ဆောင်တာကျန်းခိုင်မှုရှိတာတွေရဲ့တန်ဖိုးကိုသင်ယူစေခဲ့တာပေါ့ဒီနေ့ကျွန်တော်တို့ရဲ့ဒီဆွေးနွေးမှုကလည်းအဲ့ဒီလိုလက်တွေ့ကြပြီးအသုံးဝင်တဲ့စိတ်ပိုင်းဆိုင်ရာကိရိယာတွေကိုနားတော်သူတွေအတွက်ထုံနှုတ်ပြဖို့ပါပဲဗျာ ဟုတ်ကဲ့ဆိုတော့ဒီနေ့အဓိကဆွေးနွေးမှာကတော့ပြဿနာဖြေရှင်းသူတယောက်ရဲ့စိတ်နေစိတ်ထဘလို့ရှိတယ်လေပြဿနာကိုစနစ်တကျချင်းကပ်ဖို့အစဉ်စဉ်ပြီးတော့အထုံးဝင်တဲ့နီလာကိရာတချို့ပေါ့ဟုတ်ကဲ့အဲ့ဒါတွေကိုလက်တွေ့ဇလန်းလေးတွေနဲ့တွဲဖက်ပြီးတင်ပြသွားမှာပါရှင်ကောင်းပါပြီဗျာဒါဆိုပထမဆုံးအနေနဲ့ပြဿနာဖြေရှင်းသူဆိုတာဘလို့လူမျိုးလဲသူတို့ ਨੇ ပြဿနာရှိမှဒူးထောက်တွတ်တူလေးဘလို့ကွာချားတယ်လေဆိုတာကစာလိုက်အောင်လားอืมစာအုပ်ထဲမှာပုံစံလေးမျိုးကိုသူကတုံးထားတယ်လीအ Miss Cyber သခင်မတပင်ချ။တူကတော့အခက်ခဲနေနေတွေ့တာနဲ့အရှုံးပေးလိုက်ရော။ဟုတ်ကဲ့။ Now Mr. Critic သခင်ဝေဖန်။တူကတော့သူများလောက်တာကိုဝေဖန်ဖို့ပဲတည်တယ်။ကိုရိုင်းတော့ဝေမလို့ကူ။ဟင်ဝေဖန်ရုံပဲ။ဟုတ်တယ်။ Miss Dreamer ကြတော့သခင်မအိမ်မတ်ပေါ့။စိတ်ကူးပဲယဉ်နေတာ။လက်ထတွေ့မှာဘာမှဖြစ်မလာဘူး။ဟုတ်ပါပြီ။ Now Mr. Go Getter သခင်အားကြုံးမှန်ချက်။တူကတော့အားကောင်းတယ်။ ဒါမဲ့စဉ်းစားချင်းချင်မှုနေပြီးအားနေမဲ့တုံးတက်ကြကြိုက်လို့တတ်တဲ့ပုံစံမျိုးကြားဘူးနေတယ်လို့ဗျာကျွန်တော်တို့အားလုံးမှလည်းဒီလိုပုံစံလေးတွေရဲ့အရေးအယောင်လေးနည်းနည်းစီလို့ရှိတတ်ကြမယ်ထင်တယ်နော်ဟုတ်တယ်ရှိတတ်ကြတာပေါ့ဒါမဲ့တကယ့်ပြဿနာဖြေရှင်းသူတွေရဲ့ကွာခြားချက်ကဘာဖြစ်မလဲအဓိကကွာခြားချက်ကလीပြဿနာဖြေရှင်းသူတွေကစိတ်အားထက်သန်မှုရှိရယ် go getter လို့ပေါ့ဒါမဲ့အဲ့ဒါတခုတည်းမဟုတ်ဘူးဟုတ်ပြဿနာရဲ့အရင်းခံကိုစနစ်တကျအစမ်းစစ်တယ်ခရစ်တစ်လို wave ဟန်ယုံမဟုတ်ဘူးပြီးတော့ လက်တွေ့ကြတဲ့အစီအစဉ်ဆွဲတဲ့ dreamer လို့စိတ်ကူးရင်နေတာမဟုတ်ဘူးဟုတ်ကဲ့ပြီးတော့အရေးကြီးတာကအခက်ခဲကြုံလဲဇွဲမလို့ဘူး miss sign လို့မဟုတ်ပြန်ဘူးဆိုတော့တွေးခေါ်မှုရောလက်တွေ့လှုပ်ဆောင်မှုပါပေါင်းဆက်နိုင်ကြတယ်ဟုတ်ပါပြီအရေးကြီးဆုံးကပါလဲဆိုတော့ဒါကမွေးရပါအရေးချင်းမဟုတ်ဘူးတင်ယူလိုက်ချင်းလို့ရတဲ့အလေးချင်းတစ်ခုဖြစ်နေတာပဲအင်းတင်ယူလို့ရတယ်ဆိုတဲ့အချက်ကတော်တော်အားတက်စရာပဲဗျာ တင်ယူမှုရဲ့အစွမ်းကိုပြတဲ့ဥပမာလေးစောစောကပြောတော့ဖျက်ပြီးရောက်တဲ့ကလေး၃ယောက်အကြောင်းအာဟုတ်တယ်ဟုတ်တယ် Alex Bianca Cliff ပေါ့၃ယောက်လုံးတလားကိုဖျက်သီးတရားနဲ့ပဲဆိုင်ရောင်းတာဟုတ်ကဲ့ Alex က lesson 10%တိုးတက်အောင်ပဲစူးစမ်းတယ် Bianca က9% Cliff က30%တိုးတက်အောင်စူးစမ်းတယ်ဆိုတော့လီ၃နှစ်ကြာတဲ့ခါမှာ Alex ကတလ143လုံးလုံးရောင်းနိုင်တဲ့အချိန်မှာ Bianca က959လုံးဖြစ်သွားပြီ Cliff ကကြတော့အလုံး3000ကျိုးအထိရောက်သွားတယ်ဟာ အများကြီး꽈သွားတာပဲအကြီးကြီး꽈သွားတာဒီ꽈ချချက်ကဘာကိုပြလဲဆိုတော့အမားဟယွင်းဒီကနေသင်္ကန်းစာယူပြီးစင်ဆက်မပြတ်တိုးထအောင်လုပ်ချင်းရဲ့ဆွမ်းအားကိုပြတာပေါ့ကဲဒါဆိုရင်ပြဿနာကိုစနစ်တကျဖြေရှင်းဖို့အဓိကအဆင့်ကြီးလေးစင်ရှိတယ်လို့ဆိုပါတယ်အဲ့ဒါလေးတွေနည်းနည်းရှင်းပြပေးပါလားဗျဟုတ်ကဲ့ပထမအဆင့်ကတော့၁လက်ရှိအခြေအနေကိုတိတိကျကျနားလည်အောင်လုပ်ရမယ်ကိုဘာတိနေလဲဆိုတာသိဖို့လိုတာဗော ဟုတ်ကဲ့နားလည်မှုပေါ့อืมဒုတိယကပြဒနာရဲ့တကယ်အရင်ခံအကြောင်းတရား root cause လို့ခေါ်တာပေါ့အဲ့ဒါကိုရှာဖွေဖော်ထုတ်ရမယ်အရင်ခံဟုတ်ကဲ့တတိယက3တိရောက်ပြီးလက်တွေ့ကြတဲ့လောက်ဆောင်ရင်အစီအစဉ် action plan တစ်ခုရေးဆွဲရမယ် action plan ဟုတ်တယ်နောက်ဆုံးအဆင့်ကတော့၄အဲ့ဒီအစီအစဉ်အတိုင်းပြဿနာမပြေလည်မချင်းဇွဲရှိရှိလောက်ဆောင်ပြီးတော့လိုအပ်တယ်လို့ပြင်ဆင်သွားရမယ်စတဲ့ထင်တယ်ဗျာ ဟုတ်တယ်အဲ့ဒီမှာလန်ရတာကြရတယ်။ဥမာအလုပ်တစ်ခုနောက်ကျနေရင်လူတွေကို အပြစ်တင်ဖို့ကလွယ်ပေမဲ့တကယ်အရင်ကကညွန်ကြားချက်မရှင်းတာဒါမှမဟုတ်လောတဲ့အရင်မစ်မလုံလောက်တာမျိုးဖြစ်နေနိုင်တယ်လေ။တိတိကျကျပြောရရင်လေအများစုကယောဂလက္ခဏာကိုပဲကြည်ပြီးကိုနေကြတာ။တကယ်ယောဂအရင်ကံကိုမရှာကြဘူး။ဟုတ်ပါဒါကိုဟို mushroom lover ဆိုတဲ့ dewine လေးရဲ့ဇလန်နဲ့ပိုရှင်းတော့အောင်ကြည့်လို့ရရရှင်သူတို့ကပွဲလောက်တိုင်းပြိတက်က၁၀ရောက်၁၅ရောက်အဲ့ဒီလောက်ပဲလာတာဟွန်း ဆိုတော့သူတို့ရဲ့ကနာဥယူဆချက်ကဘာဖြစ်မလဲဗျာလူတွေပွဲကြောင်မတိလို့နေမှာပေါ့ကြော်ရပို့လို့ရမယ်ဆိုတာမျိုးလားအဲ့ဒါပဲအဖြစ်များဆုံးယူဆပေါ့သူတို့ထင်တာက awareness နဲ့လို့လူငါးပါးဆန့်လောက်ပဲတိလိမ့်မယ်တိတဲ့သူတွေက60ရာခိုင်နှုန်းလောက်လာလိုက်မယ်လို့အနုမာန hypothesis တစ်ခုတိဆောက်လိုက်တယ်ဟုတ်ကဲ့ဒါပေမဲ့အဲ့ဒီမှာပြည်တနာကသူတို့ဒီအနုမာနမမမန်တေချာမဆန့်တပူမဲဒီနီယာမှာ အနုမာနကိုဆန့်တဲ့ချင်း testing the hypothesis ye ye ba bon polara po hote ko tin na go ho mho a di pyu ho a che let kaw ji tin de le tru belo san ta khe le ba tru sa ve ri kaw de interview ri long ji de po ae ra ka jaraw ma tru a chi chan ma ni man ti twa yo ha ta ke da ma lu 30 ya kai nu lo ga phwa chong ti bi da mya chi be hm chin na the mya mya ni de da ba me ti da du de ga 10% be la ja de pyan la nong ga do kaung de 80 ya kai nu lo shi de oh ဆိုလိုတာက awareness မဟုတ်ဘူးပြဿနာကပွဲကိုလာခြင်းစိတ်ဖြစ်အောင်ဆွဲဆောင်နိုင်မှု appeal ပါ။နဲ့လာပြီးသားသူတွေညီးဝဲမတော့အောင် လုံနိုင်မှု retention မှာပြဿနာရှိနေတာ။အဲ့တော့မှအရင်ခံအမှန်ကိုသိသွားတာပေါ့။ဒါကို စနစ်တကျခွဲခြားစိတ်ဖြတ်ဖို့ဟို logic tree ဆိုတဲ့ key ရကကျွင်းဝင်လေလို့ဆိုတယ်။အဲ့ဒါလေးနည်းနည်းရှင်းပြပါလား။ logic tree ဆိုတာရယ်ပြဿနာတစ်ခုကိုတစ်ပင်နဲ့အကွဲအခက်တီးလို့အစင်စင်ခွဲချမ်းစိတ်ဖျားပြတဲ့ပုံစံကားချက်ပါအဓိကကဖြစ်နိုင်ခြေရှိတဲ့အကြောင်းရင်းတွေအားလုံးကိုလွတ်မသွားအောင်စဉ်းစားဖို့ collectively exhaustive ပေါ့ဟုတ်ကဲ့ပြီးတော့တစ်ခုနဲ့တစ်ခုထပ်မနေအောင် ခွဲခြားဖို့ mutually exclusive ပေါ့အဲ့ဒီနှစ်ခုကိုပေါင်းပြီး MECH MEC လို့ခေါ်တယ် MEC ဆိုတာနင်းနေတော့နားတဲ့စိတ်နေတယ်လို့ပဲဗျာဥပမာလေးပြလို့ရမှာရပါတယ်ရှင်ဥပမာမှာ မရှုမ်လာဗာစပရိတ်သက်နေတဲ့ပြဿနာကို logic tree နဲ့ခွဲမယ်ဆိုရင်အဓိကအချက်မှာပရိတ်သက်တိုးမလာခြင်းကိုကလူတွေဖွဲချောင်းမတိခြင်းခတီးတော်လဲမလာခြင်းဆိုပြီး MECH ဖြောင်းခွဲနိုင်တယ်ဟုတ်ပြီအဲ့ဒီမလာခြင်းကိုဆက်ခွဲမယ်ဆိုရင် i လာခြင်းရှိမရှိခြင်းဥပမာဂီတမကြိုက်လို့အချင်းမကြိုက်လို့စသဖြင့်ပေါ့ i i လာခြင်းပေမဲ့မလာနိုင်ခြင်းဥပမာလမ်းမဆက်သွေးရေးငွေကြီးအခက်ခဲစသဖြင့်အဲ့ဒီလိုခွဲသွားလို့ရတယ်อืม ဒီလိုစနစ်တကျခွဲချမ်းလိုက်မှဘယ်နေရာမှာပြည့်တန်တာအမြင့်တွယ်နေလဲဆိုတာရှင်းရှင်းလင်းလင်းမြင်လာနိုင်တာဒါမှမဟုတ် yes no tree ဆိုတာလည်းတုံးလို့ရသေးတယ်နော်အဲ့ဒါကပိုလွယ်မလားမသိဘူးဟုတ်တယ် yes no tree ကလည်းအတုံးဝင်တယ်မိကွန်ဒီဆက်တိုက်မီးပြီးအဖြေအတိုင်းလန်းခွဲသွားတဲ့ပုံစံလေးအေးရထားနောက်ကြရပြည့်တန်တာကိုနိုးစက်မီလားမြေရကြလားကြားရင်ထားလားစသဖြင့်မြေသွားလို့ပေါ့ဟုတ်ကဲ့ mushroom lovers တဲ့ဆိုပွဲချောင်းတီလားတီးရင်လာဖို့လားလာဖို့ရင်ပုံမှန်လာလား ဆွေမျိုးကိုအနေနဲ့အယံခံကိုရှာသွားနိုင်တယ်။တဝဘွားပါပြီ။မှန်ပါတယ်။အရေးကြီးလာကကိုယူစားချက်ကိုစိန်ခေါ်ဖို့နဲ့အချက်အလက်အခြေပြုဖြစ်ရှင်းနည်းကိုရှာဖို့ပဲ။ Mushroom Lovers ရောလဲအယံခံကြောင့်တရားအမအပီးနဲ့ retention ကိုတည်သွားတော့မှဖြစ်ရှင်းနည်းအစ်စ်တွေစဉ်းစားလာနိုင်တာ။ဟုတ်ကဲ့။ဘလို့ဖြစ်ရှင်းနည်းတွေလဲ။ဥပမာတခြင်းအစ်စ်တွေထဲ့တီးတာတို့ poster design ပိုဆွဲဆောင်မှုရှိအောင်ပြောင်းတာတို့ကျောင်းကအတန်းတွေထဲလိုက်တီးပြတာတို့စသဖြင့်ပေါ့အဲ့ဒီလိုနီလန်းတွေစဉ်းစားပြီးအကောင့်အတဲဖော်နိုင်ခဲ့တယ် နောက်ဆုံးတော့ပိသက်နေလာကြုံနဲ့အောင်မြင်သွားတယ်။ကောင်းလိုက်တာ။ဒီဇလန်းရဲ့အထက်သင်္ကန်းစာကတော့မျက်စိရှိကလက္ခဏာကိုကြည့်ပြီး အလွယ်တကူကောက်ချက်မဆွဲပဲအချိန်ယူပြီးတကယ့်အရင်ခံကိုစနစ်တကျရှာဖွေဖို့လိုအပ်တယ်ဆိုတာပဲနော်။ဟုတ်ပါတယ်။ဒါကဘဝရဲ့တခြားပြဿနာတွေမှာလည်းအရင်အသုံးဝင်မဲ့ချက်ပဲဗျ။ဟုတ်ပါတယ်။အရင်ခံကိုတိပြီဆိုရင်တော့နောက်တစ်ဆင့်ကကြီးမားတဲ့ရီမန်းချက်တွေကိုဘလို့အကောင်အထက်ဖော်မလဲဆိုတာပဲ John October ဆိုတဲ့ကောင်လေးရဲ့ဇလန်းကဒီအကြောင်းကိုပြောပြရခြင်း။သူက CGI Director ဖြစ်ချင်တာ။ဟုတ်ကဲ့။သူရဲ့ပထမဆုံးလက်တွေ့ကျတဲ့ရီမိုင်းချက်ကကွန်ပျူတာဇလုံးဝယ်ဖို့နော်။ဒီနေရာမှာရီမိုင်းချက်သတ်မှတ်ပုံကအရေးကြီးတယ်လို့ဆိုတယ်။အရင်အရေးကြီးပါတယ်။ကွန်ပျူတာလိုချင်တဲ့ဆရာမျိုးကအရင်ရည်ပြရကြလို့နဲ့လီ။ရှင်းနေတဲ့ရီမိုင်းချက်ဆိုတာတိကျအရာမယ် specific ဖြစ်ရမယ်။ဘလိုမျိုးတိကျအရာမှာလဲ? join ရီမိုင်းချက်ကဒေါ်လာ900တန်း Apple computer အဟောင်းတစ်လုံးကို what 6လအတွင်း1 6ကိုငွေနဲ့ကိုသူများစီလာမချေပဲဟောင်းဝဲမဲဆိုလာမျိုး what 1ဟောင်းပါရမယ်ဟုတ်ပါပြီတီးကြမှာမလုပ်ရမလဲဆိုတော့ရှင်းရှင်းလင်းလင်းတီးနိုင်မယ်ပေါ့အဲ့ဒါပေါ့ပြီးတော့လက်ရှိအခြေအနေနဲ့ရီမန်းချက်ကြားက gap ကိုတွက်ထုတ်ရတယ်ဂျွန်အတွက်က6လမှာသူစုနိုင်မှာတွေ့ရ52ပဲရှိတယ်လိုတာက600ဒေါ်လာဆိုတော့တူရဲ့48ဒေါ်လာလိုနေတယ်။အဲတူရဲ့48ဒေါ်လာကွာဟာနေတာ哦ဘလို့ဖြစ်မလဲဆိုတဲ့အစည်းအဝေးကိုစဉ်းစားရတာပေါ့။ ဟုတ်တယ်ဒီညမှာ hypothesis pyramid ဆိုတဲ့နီလန်းကိုတုံးတက်နိုင်တယ်ဒါကကိုယ့်ရဲ့အဓိကကောက်ချက်ဥပမာ9 6လအတွင်းကွန်ပျူတာဝဲနိုင်မယ်ဆိုတာကို ထိတ်ဆုံးမှထားပြီးတော့အဲ့ဒါကိုဖြစ်နိုင်စင်မဲ့လုံဆောင်ချက်တီးဥပမာဝင်ငွေတိုးမယ်အသွင်းစိအလျှော့မယ်ဆိုတာတွေကိုအောက်ခြေမှာအဆင့်ဆင့်ကြိုးချောင်းဆင်ကျင်မှုနဲ့တိဆော့ပြတာပါ PMS ပုံစံလိုပေါ့ဟုတ်တယ်ပြည့်မဲ့လိုပဲအဲ့ဒါကကိုယ့်ရဲ့စဉ်းစားပုံကို ရှင်းလင်းစေတော့ သူများကိုရှင်းပြဖို့လည်းလွယ်ကူစီတယ်ရှင်။ John ကဝင်ွေတိုးဖို့နဲ့အတုံးစိတ် shop ဖို့နိလန်နေစဉ်းစားတယ်။အတုံးစိတ်ကိုတုံးတက်တော့လေကျွန်တော်အန်အောသွားတာအဲ့ဒီအသေးဖွဲလေးတွေ sports drink store comic book store ကငွေအများဆုံးကုန်နေတာတွေ့ရတယ်ဆိုတော့ပဲ။ဟုတ်တယ်အဲ့ဒါဖြစ်များတယ်။ကိုတတိမထားမိတဲ့အသေးဖွဲလေးတွေကစူပေါင်းလိုက်တော့များနေတာ။ ဒီတော့ तू ကလုံးဝဖြတ်ပြီမဲ့အစားဈေးသက်တာတဲ့နီးလဲနေပြောင်းတုံးလိုက်တယ်ဥပမာအမုံဝဲဖြော်ရမျိုးတငယ်ချင်းတွေရှယ်ဝဲတာမျိုးပေါ့อืมဟုတ်တယ်ဝင်းဝင်းတိုးဖို့ကြတော့ပိုပြီးတီထွန်ဖန်တီမှုရှိဖို့လိုလာတယ်လက်ရှိလုပ်တွေက လာစာတိတ်မကောင်းဘူးဒီတော့ तू စဉ်းစားမိတာကခွေးတကောင်ချင်းထိမ့်မဲ့အစားခွေးသုံးကောင်တစ်ပြိုင်တည်းထိမ့်မယ်ဟာကောင်းလိုက်တဲ့ idea အေးဒါဆိုတငါးရီဝင်းဝင်းသုံးစာတက်သွားမယ်လေဒီလိုနဲ့လုံနေတဲ့ gap ကိုဖြစ်နိုင်ခဲ့တယ် ဒါပေမဲ့အစီအစဉ်ဆွဲအောင်လည်းမပြီးသေးဘူးနော်အရေးကြီးဆုံးကတကယ်လက်တွေ့အကောင့်အထည်ဖော်မှု execution ပဲဆိုပြီးပြောထားသေးတယ်။စာအုပ်ထဲမှာ impact equal plan effectiveness quality of execution ဆိုတဲ့ညီမချင်းကိုတုံထားတယ်။အတိအကျပဲရှင်။အစီအစဉ်ဘယ်လောက်ကောင်းကောင်းလက်တွေ့မှာစနစ်တကျအချင်းစရာနဲ့မလုံရင်ကိုတိုးတက်မှုကိုမဆောင်ကြည့်ရင် လိုအပ်တယ်လို့မပြင်းစင်ရင်အောင်မြင်မှာမဟုတ်ဘူး။ John Carter ကိုလုံနိုင်ခဲ့လို့ကွန်ပျူတာဝင်နိုင်ခဲ့တာ။ ဒီဇလန်ကယီမန်ချက်ကြီးတွေကိုလက်တွေ့ကျတဲ့အဆင့်ငယ်လေးတွေအဖြစ်ခွဲချမ်းပြီးဇွဲချီရှိအကောင့်အထဲပေါ်ချင်းရဲ့အရေးပါပုံကိုပြသွားတာပဲအရန်အားသဖို့ကောင်းတယ်ဗျာโอเคနောက်ဆုံးအနေနဲ့လေရွေးချယ်စရာတွေအများကြီးတဲ့ကအကောင့်ဆုံးကိုဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာကို kiwi ဆိုတဲ့ဘောလုံးသမားလေးရဲ့ဇလန်နဲ့ကြည့်ရအောင်โอဟုတ်ကဲ့ kiwi သူကဘရာဇီးမှာဘောလုံးကြောင်းတက်ဖို့ကြောင်းနဲ့ကြောင်းကြားပြားမြနေတာနော်ဟုတ်တယ်ရှင် rio high နဲ့ amazon high ပေါ့ ရီယိုဟိုင်းကပ်နာမည်ကြီးချန်ပီယံနိုင်ငံခြားသောအစီအစဉ်ရှိတယ်။လကလည်းသူ့ဘတ်ဂျက်ဝင်နေ 3K လောက်ပဲ။ဟုတ်ကဲ့။ Amazon ဟိုင်းကတော့ဒုတိယလောက်ပဲ။ website ကလည်းပိုတူဂီလိုပဲရေးထားတယ်။နိုင်ငံခြားသောအစီအစဉ်တိတက်မရှိဘူး။ဝေးတယ်လကလည်းပိုများတယ် 5K တဲ့။အခြေအနေကတော်တော်ကွာနေတာပဲ။ဟုတ်တယ်။ဒီလိုအခြေအနေမှာဆုံးဖြတ်ချက်ချဖို့ပထမဆုံးသုံးလေ့ရှိတာက pros and cons အတချက်အနေချက်စီးရင်လုပ်ကြည့်တာပေါ့။ ကီဝီလုတ်ကြည့်တော့ရီယိုဟိုင်းကအဆဆအယယာတနေတယ်လို့ပဲဟုတ်ပါပဲတနေလွယ်လွယ်ပဲရီယိုကိုရွေးချယ်လိုက်တယ်ဒါပေမဲ့အဲ့ဒီ pros and cons နီလမ်းမှာအားနည်းချက်ရှိနိုင်တယ်မို့လားဗျာအချက်တွေမားကြီးပါဝင်ခဲ့ရှုပ်ထွေးတဲ့ဆုံးဖြတ်ချက်တွေအတွက်ပိုကောင်းတဲ့နီလမ်းရှိသေးတယ်နော်ရှိပါရဲ့ရှင် criteria and evaluation စံနှုန်းများနဲ့အကဲဖြတ်ခြင်းနီလမ်းမှာဒါကကြတော့ကိုယ့်ကတကယ်ရေးကြီးတဲ့စံနှုန်း criteria တွေကိုအရင်သတ်မှတ်ရလဲ criteria ဆိုတော့ဘယ်လိုမျိုးလဲဥပမာ ခီဝီကဆိုရင်ဘလုံးလေးချင်းရဲ့ပုံချင်းကောင်းဖို့ဘာသာစကားနဲ့ယဉ်ကျေးမှုသင်ယူနိုင်ဖို့ကုန်ကျစရိတ်သင်တင်ဖို့ဆွတ်ရတယ်ပေါ့ကိုတကယ်တန်ဖိုးထားတဲ့အချက်တည်းလေဟုတ်ကဲ့ပြီးရင်အဲ့ဒီစံနှုန်းတစ်ခုချင်းစီရဲ့အရေးပေါ့မှု importance ကိုအလေးချင်းပေးရတယ်ဥပမာပေါ်လုံးကအရေးအကြီးဆုံးပြင်ပါတာစကားပြီးမှကုန်ကြစိတ်ဆိုတာမျိုးပေါ့အလေးချိန်ပေးတာပေါ့ဟုတ်တယ်နောက်ဆုံးမှရွေးချယ်စရာခခုချင်းစီကိုအဲ့ဒီစံနှုန်းတွေနဲ့တိုင်းတာ အကဲဖြတ် evaluate လုပ်ပြီးအမှတ်အများဆုံးရတာကိုရွေးရတာ ဩပိုပြီးစနစ်ကျသွားတာပေါ့ဟုတ်တယ်ပါ KV ကောင်းကောင်းတော့တာက ESPN မှာသုံးသက်ချက်တစ်ခုကြားလိုက်ပြီးလို့ကိုယ့်ရဲ့ခနိုးဆုံးဖြတ်ချက်ကိုပြန်မေးခွန်းထုတ်မိသွားတာပဲဘာလဲလေရီသုံးသက်ချက်ကအတင်းကောင်းတိုင်းတိုတက်ဖို့အကောင်းဆုံးပတ်ဝန်းကျင်မဟုတ်နိုင်ဘူးဆိုတဲ့အချက်လေဟွန်းစင်စားရပဲအဲ့ဒီမှာသူ pros and cons နဲ့လွယ်လွယ်ချခဲ့တဲ့ဆုံးဖြတ်ချက်မနိုင်ဘီလာလို့ပြန်တုံးတက်ဖို့ဖြစ်လာရောသူ့ရဲ့တကယ်ရီမန်းချက် အကောင်းဆုံးဘိုလ်လုံးပတ်ဝန်းကျင်ရင်ဘာသာစကားနဲ့ယဉ်ကျေးမှုတင်ယူမှုရင်အဲ့ဒါနဲ့ကိုက်ညီတဲ့စံနှုန်းလိုကိုပြန်စင်းစားတယ်။ဟုတ်ကဲ့။ပြီးတော့ရေးကြီးဆုံးကအချက်လက်မမှန်ကန်ကန်ရအောင်စူးစမ်းဆူဆောင်းတာပဲ။ကို့ထင်တာကိုမဟုတ်ပဲတကယ်အချီတရားကိုရှာတာပေါ့။ तू ဘလို့ချက်လက်ကြီးရှာဖွေခဲ့လေဗျာ။ तू နေပြရီအထူးသဖြင့်ចောင်းတစ်ခုလုံးနဲ့အလုံးလုံးဖူးရဲ့ coach ဇီကိုလိုလူမျိုးပြီးတော့ចောင်းသားဟောင်းနေနဲ့ဆက်သွဲမိမြန်တယ်။ဟုတ်ကဲ့။အဲ့ဒီအခါမှာအန်တော်စရာအချက်တွေတည်လာတယ်။နာမည်ကျော် Rio Thad နာမည်သိမကြီးတဲ့ Amazon ကသူ့ရဲ့တကယ်ရင်နှန်းချက်တွေထိတဲ့ ကစားသမားတဲ့ကစားချိန်များများရမှု နီးပြတဲ့ဂရုဆိုင်မှုပြီးတော့အရေးကြီးတာပါဘာသာစကားနဲ့ယဉ်ကျေးမှုတဲ့နင့်ကြုံနိုင်မှုတိုတယ်အမရှင်တွေမှာပိုတာနေတာကိုတွေ့သွားတယ်။ဟာ total immersion ဆိုတာဟုတ်တယ်ရီယိုရဲ့နိုင်ငံခြားသားအစီအစဉ်ကတီးထက်လုပ်ပေးထားတော့တကယ်တမ်းဘာသာစကားသင်ယူမှုကိုအထောက်အကူမဖြစ်ပဲအမေရိကန်ကျောင်းသားတွေနဲ့ပဲပေါင်းဖိနေစေတယ်တဲ့ ဒါဆို Amazon ကပိုကောင်းနေတာပေါ့သူရဲ့ criteria and evaluation အသစ်နဲ့ပြန်သုံးတာတော့ Amazon ကအဓိကဆန်နှုန်းတွေမှာအမှတ်ပိုများသွားတယ်။ဒါပေမဲ့ဟိုကြောင်းလခ5000ပြန်နာကရှိနေတော့မယ်လေ။ဟုတ်ပါ။အဲ့တော့ဘယ်လိုဖြေရှင်းလဲ။ဟုတ်တယ်။ဒါပေမဲ့သူလက်မလျှော့ဘူး။ scholarship တွေလျှောက်တယ်။မရတဲ့အခါမှာသူနီးပြကနေတဆင့် Nike က sponsorship ရအောင်ကူညီပေးခဲ့တယ်။ Wow ၊ကံကောင်းလေတာ။ဒီဇက်လင်ကသင်ကင်းစာအများကြီးပေးတယ်ရှင်။ user ချက်တီကိုမေးခွန်းထုတ်ပါ။ အချက်အလက်သိချရှာပါဆန်နွတ်တမပီအကဲဖြတ်ပါအခက်ခဲကိုကြော်လွားဖို့နီးလန်းရှာပါတကယ်ပဲအဆုံးမှာတော့ကန်တရားဆိုတာကြိုတင်ပြင်ဆင်မှုနဲ့အခွင့်လန်းစုံစည်းမှုပဲဆိုတာကိုပြသွားလဲဗျာဒါမဲ့စဉ်းစားစရာတစ်ခုကကီဝီဟာဘရာဇီးကကြောင်းနေကြောင်းပဲကြည့်ကြတာတခြားနိုင်ငံတွေတခြားခွင့်လန်းတွေကိုတော့ထည့်စဉ်းစားခဲ့လားဆိုတာပဲอืมဒါကလည်းမှတ်သားစရာချက်ကောင်းတစ်ခုပဲ ကိုယ့်ရဲ့ရွေးချယ်စရာပေါင်ကိုအမြဲတမ်းချဲ့ထွင်နေဖို့အတွေးခေါ်ကိုပုံသင်မထားဖို့လိုအပ်တယ်ဆိုလာကိုတတိပေးနေလိုပါပဲရှင်။ကောင်းပါပြီဗျာ။ဒီနေ့ဆွေးလွေးခဲ့တာဒီကိုပြန်ချုပ်ရရင် Ken Watanabe ရဲ့စာအုပ်ကနေပြဿနာဖြေရှင်းခြင်းဟာစနစ်တကျလေလာသိမ်းယူနိုင်တဲ့အလေးအကျင့်တစ်ခုဖြစ်ကြောင်းအစဉ်၄ဆင့်အရာဒီကတော့အချင်းရင်နားလေခြင်းအရင်ခံရှာခြင်းအစီရင်ဆွေးခြင်းအကောင့်အထည်ဖော်ခြင်းဆိုတာတွေရှိကြောင်းသိကြရတယ်။ဟုတ်ကဲ့ ပြီးတော့ logic tree yes no tree hypothesis pyramid criteria and evaluation လို့ကြီးရတယ်ရဒီလုပ်ငန်းစဉ်မှာအများကြီးအထောက်အကူပြုနိုင်ကြောင်းလည်းတွေးခဲ့ရတယ်လीဟုတ်ပါတယ် mushroom lovers john octopus kiwi ဆိုတဲ့ဇလန်ဒီကဒီသဘောတရားလေးကိုလက်တွေ့ကြကြတရားဖော်ပြတယ်လို့အရင်ခန့်ကိုရှားဖွေခြင်းရဲ့အရေးပါပုံယီမန်းချက်တိကြဖို့လိုအပ်ပုံယူဆချက်ကိုစိန်ခေါ်ရေးဖို့ ဇွဲရှိဖို့စတဲ့အရေးတွေကိုလည်းမိမောက်ထိုးပြခဲ့ပါတယ်ဗျာအရင်အထေကဝေးကတော့လေဒီလိုစနစ်တကျသွေးခေါ်ဖြည့်ရှင်းတက်တဲ့စိတ်နေစိတ်ထားကိုမွေးမြူပြီးလက်တွေ့ကျင့်သုံးသွားမယ်ဆိုရင်ကိုဘွားရဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်ရုံတုံမကဘူးကိုပိုင်ဘွားကကိုယ်တိုင်ဖုံဖော်ခွေရလာလိမ့်မယ်ဆိုတာပါပဲရှင်ဟုတ်ကဲ့ကိုဘွားကိုကိုယ်တိုင်ထင်းချောင်းနေလာမယ်ပေါ့ဟုတ်ပါတယ်နောက်ပြီးတော့ကိုပြည့်စံတာတွေမကပဲပူကြီးမာတဲ့ပဝင်းချင်း အဖွဲ့စည်းတကဘာလုံးရည်ပြဿနာတွေကိုဖြေရှင်းဖို့အထီးအလားလာရှိတာနိုင်ပါတယ်လို့စာရေးသူကဆိုလိုရင်းရှိပါတယ်။ကုန်လိုက်တဲ့အမြင်ပါပဲဗျ။ဒီနေ့တဲ့နောက်ဆုံးအနေနဲ့နားထောင်သူတွေကိုဆက်ပြီးတွေးတောဖို့မေခွန်းလေးတစ်ခုထားခဲ့ခြင်းပါလေဗျ။ဟုတ်ကဲ့။အဲ့ဒါကတော့ပြဿနာတစ်ခုကိုဖြေရှင်းလိုက်ခြင်းဟာနောက်ထပ်ဘလို့အခွင့်အလမ်းတက်တယ်ဒါမှမဟုတ်စင်ခေါ်မှုအသစ်တွေကိုဖန်တီးပေးနိုင်ပါလေဆိုတာပါပဲ။ဥပမာ John Computer ရသွားရင်သူ့ရဲ့ CGI အိမ်မှာလမ်းကြောင်းမှာဘာတွေဆက်ဖြစ်လာနိုင်မလဲ။ ်ကီဝီဘရာဇီရောက်သွားရင်တော့ပါခက်ခဲအစ်စ်တွေကြောင့်တွေ့နိုင်ပြီအဲ့ဒါတွေကသူ့ကိုဘလို့ပိုတန်မာစေမလဲစဉ်းစားကြည့်စရာတွေအများကြီးပါပဲကောင်းတဲ့မေကွန်းပါပဲရှင်ဖြည့်ရှင်းချက်တိုင်းဟာခရီးတစ်ခုရဲ့အဆုံးသတ်မဟုတ်ပဲနောက်ခရီးတစ်ခုရဲ့အစလည်းချစ်နေတတ်တဲ့ဆိုတဲ့သဘောပေါ့ဟုတ်ကဲ့ဒီနေ့ဆွေးနွေးမှုကိုနားဆင်ပေးလို့ရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဗျနောက်ပတ်မှာနောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်ရှင်